အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Blockchain game တွေထပ်ထုတ်လာအောင်မဲ့ Ubisoft သတင်းနဲ့အတူ Yuamigami လည်း꽌ထုတ်လာတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ထမတစ်ပုတ်အနေနဲ့ blockchain game တွေထပ်ထုတ်လာအောင်မဲ့ Ubisoft ရဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။ Assassin Crypto Watch Dog ကိုဖန်တီးထားတဲ့ဖန်တီးရှင် Ubisoft ကတော့ game တွေက assets တွေကို blockchain ပေါ်တင်ပြရွှေပြောင်းလို့ရနိုင်မဲ့ network တစ်ခုကို launch လုပ်လိုက်ပါရစေ။ Layer 0နဲ့ပူးပေါင်းပြီးဖန်တီးထားတာဖြစ်ပြီး game တွေက assets တွေကို blockchain ပေါင်း130ကျော်ပေါ်မှာပြောင်းရွှေ့လို့ရနိုင်မှာဖြစ်ပါရစေ။ဒါကြောင့် blockchain game တွေအတွက်ချင်းတစ်ခုတည်းပေါ်မှာပဲဆော့လို့ရနိုင်တာမျိုးမဟုတ်တော့ပဲချင်းအစုံပေါ်မှာတိစောက်ထားတဲ့ assets တွေကို အလွယ်ပြောင်းလုပ်ပြီးတော့ဆော့လို့ရနိုင်တော့မှဖြစ်ပါတယ် Ubisoft ကကိုယ်တိုင်လည်း blockchain game အသေးလေးတွေစမ်းထုတ်နေခဲ့သလို2021ခုနှစ်တုန်းကလည်း Ghost Recon Breakpoint game အတွက် in-game NFT တွေကို Tizo Network ပေါ်မှာ launch လုပ်ခဲ့ပါသေးတယ်နောက်ပိုင်းမှာလည်း blockchain အတော်များများပေါ်မှာ Ubisoft ရဲ့ game တွေကိုတွေ့လာရပေမဲ့ player base တွေတော့တိတ်မရှိခဲ့သလို web2 game တွေကိုမရှင်းနိုင်သေးပါဘူးဒါပေမဲ့ Ubisoft ကတော့ blockchain ဘိုင်းမှာတိုးချဲ့လာနေစေဖြစ်တာကြောင့် နောက်ပိုင်းမှာလည်း Ubisoft ရဲ့ blockchain game အသစ်တွေမြင်လာရနိုင်ပြီး Assassin's Creed လိုမျိုးအောင်မြင်တဲ့ franchise တခုထုတ်လာနိုင်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Yuamigami လဲကွိုင်းထုတ်တော့မဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် Yuamigami လဲကွိုင်းထုတ်တော့မှာဖြစ်ပါတယ် ယောက်ျားသူကြီးနဲ့တိတ်မစိမ့်လာတဲ့မင်းသမီးနဲ့အဆိုတော်ယူအာမီကာမီကတော့ဆိုလာနာမိခွိုင်တစ်ခုထုတ်ဖို့အတွက်ပရိစေးကျင်ညာခဲ့ပြီးအခုအချိန်မှဆိုရင်မိကာမီရဲ့ဆိုလာနာ wallet ထဲကိုပရိစေးထည့်ဝင်ငွေပေါင်းဒေါ်လာ3.1 million အထိရထားခဲ့ပြီဖြစ်ပါတယ်။ပရိစေးရဲ့အသေးစိတ်အချက်အလက်တွေကိုတော့သေချာမသိရဘဲဘလော့ချိန်ပေါ်မှာအချက်တွေကိုဖော်ပြဖို့အတွက်တသက်သာဖြစ်ကြောင်းဆိုထားသလိုအသုံးဝင်နိုင်တဲ့တန်ဖိုးတစုံတရာလည်းမရှိဘဲဘာပြန်ရမယ်ဆိုတာကိုလည်းအာမမခံကြောင်းတရားဝင်ဆိုထားပါတယ်။ ဒါပေမဲ့လည်းမီဂါမီရဲ့ Solana wallet ထဲမှာတော့ဒေါ်လာ3.1 million ရောင်းနေပြီဖြစ်ပြီးအချို့ wallet တွေဆိုရင် Binance လိုမျိုး CX တွေကနေတိုက်ရိုက်ပို့တာမျိုးတွေပါရှိပါတယ်။ဒီလိုလောက်တာမျိုးကကိုယ့်ရဲ့ account ကိုပြန်ပြီးခြေရာခံလို့ရနိုင်တာမျိုးတွေ CX hot wallet ကနေပို့တာဖြစ်လို့ token ပြန်ပေးတဲ့အခါမှာဘယ်သူပို့လို့ပုံမှန်မသိဘဲငွေကြေးဆုံးရှုံးနိုင်တာမျိုးတွေရှိတာကြောင့်မလုံးကြဖို့အကြံပြုထားပေမဲ့ယောက်ျားသူကြီးကတော့လူကျင်စိတ်တွေအတော်လေးကိုထိမရဖြစ်နေကြပုံရပါတယ်။ လက်ရှိတည်ထားရတဲ့အချက်အလက်တွေရတော့ဒီပရိစင်မှာဂျပန်နိုင်ငံသားတွေပါဝင်ခွင့်မရှိကြောင်းကြေညာထားသလိုပြင်ပသတင်းအချက်အလက်တွေအရဆိုရင်မီဂါမီရဲ့မေးခွန်း project ကိုထိန်းချုပ်ထားတာကတရုတ်အဖွဲ့အစည်းတွေဖြစ်တယ်လို့တရုတ်ယင်းနှီးမြှုပ်နှံသူတွေကိုအဓိကထား marketing စစ်နေတာလည်းဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်မီဂါမီကရိုးရိုးသားသားလားဆန်းဆန်းပြပြလားဆိုတာကိုတော့မသိရသေးတယ်လို့တမိုင်းမလာခဲ့တဲ့ celebrity မေးခွန်းနေလမ်းစဉ်လိုက်သွားအောင်မလားဒါမှမဟုတ်တမှုထိုးပြီးအောင်မြင်သွားမလားဆိုတာကိုလည်းစောင့်ကြည့်ကြရအောင်မှာဖြစ်ပါတယ်။ ေပရီစင်းမှာပါဝင်ခြင်းနဲ့မိဂမရဲ့အမာခံပြိသက်တွေကိုမတားလို့ပဲမဲ့ရီဖန်ပြန်ပေးမဲ့အစီအစဉ်တွေအကျိုးအမြတ်ပြန်ရမယ်လို့အာမခံထားတဲ့အစီအစဉ်တွေလုံးဝမရှိတာကိုတော့ကောင်းကောင်းကြီးသတိချက်သင့်ပါရခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တိုင်းမှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trader ရဲ့မြတ်ကြပါစေခင်ဗျာ